သားမီးမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်ပါတော်ပြပါတယ်ကျွန်တော်ကဆရာငင်းကိုဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်28ရက်10လ2025ကနေပြီးတော့3ရက်17လ2025ထိတပတ်စာဟောတဲ့ကတ်ကျမအကြောင်းကျိုးအကောင်းဆုံးများကိုဟောပြောတင်ပြပေးခြင်းပါတယ်အင်္ဂါသားသမီးများဒီတစ်ပတ်အတော်တွင်မှာအရန်ကောင်းသောကတ်ကျမကိစ္စရက်လေးတွေကြုံတွေ့လာရမယ့်အခြေအနေပိုင်းဆိုင်ရာလို့ဟောကြားခြင်းပါတယ် အင်္ဂါသားသမီးတွေဒီတစ်ပတ်တော့တည်းမှာတချို့တော့လုပ်ငန်းကိစ္စရည်ရည်ဒီမှာရက်ဆိုင်ထားတဲ့လုပ်ငန်းတွေပြန်လည်စတင်ရတဲ့အချိန်ဒီပိုင်းဆိုင်ရာလေးတွေကြုံရလိမ့်မယ်။လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စတူရှယ်ယာကိစ္စတွေနှစ်ဦးပိုင်နှစ်ယောက်ပိုင်ကိစ္စတွေစတူနဲ့ပတ်သက်တဲ့အရာလေးတွေလောက်ကင်ဆောင်ရမယ့်အချိန်ဒီပိုင်းဆိုင်ရာလေးတွေကြုံရလိမ့်မယ်။နောက်ထပ်တစ်ခုကလုပ်ငန်းအပစ်ချဲ့ထွင်တာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဟိုအပစ်လောက်ကင်တာမျိုးလေးတွေလည်းကြုံတွေ့ရနိုင်တယ်ကြုံတွေ့ရလာတတ်တယ်။လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စရည်ရည်ဒီမှာ အလုတ်ကင်အင်တာဗျူးဖြေထားတဲ့သူတွေတော့လည်းကောင်းနောက်မို့လို့ရှိရင်အလုတ်ရှာနေတဲ့သူတွေတော့လည်းကောင်းနောက်မို့လို့ရှိရင်အလုတ်နဲ့ပတ်သက်ပြီးတော့မိမိမှာအခက်ခဲရှိနေရင်တော့လည်းကောင်းဒီတစ်ခါမှပြည်လည်သွားပါလိမ့်မယ်လို့ခေါ်ကြခြင်းပါတယ်ဒီတစ်ခါတော့ဒီမှာငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေနော်အထက်လူကြီးတွေရဲ့အကူအညီကောင်းအထက်ပေါက်ကန်းတွေရရှိလာလိမ့်မယ်အလုတ်ကင်နဲ့ပတ်သက်ပြီးတော့အဆင်မပြေတာတွေရှိတယ်ဆိုလို့ရှိရင်အထက်လူကြီးတွေရဲ့နှိမ့်နိုင်စိတ်ဆက်မှုတွေနဲ့အဆင်ပြေချုံ့မွေလာပါလိမ့်မယ်လုပ်ငန်းရှာနေတဲ့သူတွေအလုတ်ရှာနေတဲ့သူတွေအတွက်ဒီတစ်ခါမှာ မိမိတက်အထက်လူကြီးအသက်အကြီးတဲ့သူအကြီးအကဲဒါမှမဟုတ်လို့ချင်းဆရာသမားဟောင်းမိတ်ဆွေဟောင်းတွေရဲ့အကူအညီကောင်းနေတဲ့လုပ်ငန်းလေးတွေပြန်လည်ရရှိလာလိမ့်မယ်လုပ်ငန်းလေးတွေပြန်လည်အကောင့်တွေပေါ်လာလိမ့်မယ်ရက်နာထားတဲ့လုပ်ငန်းတွေပြန်လည်စတင်ရလိမ့်မယ်ရက်နာထားတဲ့လုပ်ငန်းတွေအတွက်ငွေကြေးအရင်းအမြစ်များပြန်လည်ပြီးတော့အကူအညီကောင်းအထောက်ပံ့ကောင်းရရှိလာပြီးတော့ပြန်လည်ရရှိစတင်ရမယ့်အခြေအနေချင်းကပိုင်းဆိုင်ရာဒီဘက်မှာကြုံရလိမ့်မယ်လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်လည်းဒီဘက်မှာအကောင်းဆုံး ိစ္စရက်လေးတွေကြုံတွေ့ရတယ်လို့အလုံးတိုင်းနဲ့ပတ်သက်လာလို့ရှင်အလုံးနှစ်ခုလောက်ရတာအလုံးနှစ်ခုကိုကအလုံးတစ်ခုကိုရှောက်ထားတဲ့အလုံးတစ်ခုကခေါ်ပြီးအလုံးတစ်ခုကိုဝင်လုံးနေပြီးနောက်ထပ်အလုံးတစ်ခုကထပ်ပြီးလုတ်ခေါ်လာတာတို့နော်အလုံးတိုင်းနဲ့ပတ်သက်ပြီးလမ်းနှက်ွယ်ကြုံရတတ်တယ်လမ်းနှက်ွယ်လုံးကလည်းမိမိဝါသနာပါရမိမိစိတ်ပါရမိမိလုတ်ချင်တဲ့အလုပ်တွေပဲဖြစ်နေလိမ့်မယ်ဒါကြောင့်မို့လို့လုတ်ငန်းနဲ့ပတ်သက်တဲ့အရာမှာလမ်းနှက်ွယ်လုပ်ငန်းနှစ်ခုပုံစံနှစ်မျိုးဒီလိုပုံစံမျိုးလေးတွေမှာရွေးချယ်ရခက်တဲ့ ခြေအနေလေးတွေလည်းကြုံတွေ့ရတတ်တယ်။ဒီလိုရွေးချယ်အပ်ခဲ့မယ်ဆိုလို့ရှိရင်တော့အတတ်နိုင်ဆုံးမိမိရဲ့ဝါသနာပါတဲ့အရာမိမိလုံနိုင်တဲ့အရာလက်ရှိလုံနေပြီဆိုတဲ့အရာကိုတော့ဦးစားပေးပြီးရွေးချယ်တယ်။ဟိုခုံဒီခုံတော့မလုံတဲ့မူအလောက်ကင်နဲ့ပတ်သက်ပြီးတော့ဒီအလောက်တစ်ခုကအဆင်ပြေနေတယ်ဆိုလို့ရှိရင်ဒီအလောက်တစ်ခုမှာပဲဦးစားပေးပြီးလှုပ်လိုက်ပါနောက်လို့တစ်ခုထပ်ပြီးမခုံပါနဲ့ဒါပေမဲ့ခုံခဲ့တယ်ဆိုလို့ရှိရင်လည်းမရဘူးလားလို့မင်းရကောင်းတော့ရနိုင်တယ် သို့တော့မိမိရဲ့ပင်ပန်းမှုမိမိရဲ့ pressure မိမိရဲ့ဖိအားလေးတွေရောက်ကျန်းမာရေးထိပါတတ်တယ်ထိပါတတ်တဲ့အတွက်ကြောင့်မလို့တခုတည်းကိုဆက်ဆက်နေနေလှုပ်ဖို့တော့အကြံပေးကြပါလေလုပ်ငန်းနဲ့ပတ်သက်ပြီးတော့စက်တူရှေရာကိစ္စရဲ့လူကြီးပို့ပြီးကြုံလာတတ်တယ်နောက်ပြီးတော့ညီကိုမောင်နှမသေးတော်၎င်းအပေါင်းအသင်းတွေချင်းတွေတော်၎င်းနောက်မှလို့ရှိရင်မိသားစုဝင်နေတဲ့တော်၎င်းပေါင်းစည်းပြီးလုပ်ကြရတဲ့လုပ်ငန်းတွေ စတ်တူလောက်ကန်ရတဲ့လုပ်ငန်းတွေနော်အများနဲ့စုဖွဲ့ပြီးလုပ်ရတဲ့အလောက်ကန်မျိုးတွေဒီတစ်ခါမှာအကျိုးပေးတတ်တယ်။ကောင်းကျိုးပေးတတ်တဲ့အချိန်တိုင်းဆိုင်ရာလေးတွေကြုံရလိမ့်မယ်။ဒီလိုကောင်းကျိုးပေးလာတယ်ဆိုတဲ့အနေအထားလေးတွေမှာအ ਨੇ ဆုံးတတိထားရမယ့်ကိစ္စရက်လေးတွေတော့အ ਨੇ ပြင်းရှိပါတယ်။တချို့သောအရာလေးတွေမှာမိမိရဲ့လုံတိုင်းကန်နိုင်တချို့သောစကားလေးတွေမှာမှန်သောစကားဖြစ်ဖို့လိုတယ်။လုံရက်မှန်မှုလိုတယ်။နော်။အဒီကိစ္စရက်လေးတွေတခုကိုငါနည်းနည်းလေးဟိုပို့ပြီးပြောလိုက်လို့ဘာမှမဖြစ်တန်ကောင်းဘူးလို့ မထင်မိကြည်နဲ့စကားပို့ပြောမိတဲ့အတွက်ကြောင့်မို့လို့ကိုအခက်ခဲကြုံရတတ်တယ်အထင်လွယ်အထင်မှားသွားတတ်တယ်။ဒါကြောင့်မို့လို့ပြောစရာကိစ္စရက်တွေလှုပ်စရာကိစ္စရက်တွေကိုတိတိကျကျမှန်မှန်ကန်ကန်လုပ်ဖို့ပဲလိုတယ်။အစီအပြေမှုပိုင်းဆိုင်ရာလေးတွေဒီဘက်မှာကျွန်တော်တွေ့ရနိုင်တယ်ဆိုရင်မိမိရဲ့စကားပို့ပြောမိတဲ့အခါကြလို့ရှိရင်အဲ့ဒီပို့ပြောမိတဲ့ဒုက္ခမိပွင့်ပြန်ခံရလိမ့်မယ်။နော်တချို့သောအရာလေးတွေမှာမိသားစုဝင် မိသားစုတွေမှာတော့လကောင်းဒါမှမဟုတ်လို့ရှိရင်အထက်လူကြီးကိုတော့လကောင်းဒါမှမဟုတ်လို့ရှိရင်တငယ်ချင်းအပေါင်းအသင်းတွေကိုတော့လကောင်းနော်လှည့်ပြတဲ့ကိစ္စအလိမ်လဲတဲ့ကိစ္စဒါမှမဟုတ်လို့ရှိရင်ဟိုမထင်မှတ်ဖယ်နေမိမိရဲ့စိတ်ထဲမှာပုတ်သားစကားလေးတွေသုံးပြမိမယ်ဆိုလို့ရှိရင်တော့ဒီတစ်ပတ်မှာအဲ့ဒီပုတ်သားစကားတွေကမိမိကိုဒုက္ခပေးတတ်တယ်ဒါကိုအတိအကျသတိထားလိုက်နာဖို့တော့လိုအပ်တယ်နော်မှုသားစကားကိုမသုံးမိဖို့အကြံပေးချင်ပါတယ်ဒီလိုသုံးမိမယ်ဆိုလို့ရှိရင်တော့အခက်ခဲကြုံရတတ်တယ်ယုံကြည်မှုမဲ့သွားတတ်တယ်ယုံကြည်မှုပြတ်သွားတတ်တယ်နော်ဒါတွေမဖြစ်အောင်လို့ မှန်ကန်တဲ့စကားတိကျတဲ့စကားကိုလက်ခံဖို့လိုတယ်ပြောဆိုဖို့လိုတယ်တချို့တော့အရာလေးတွေမှာအနီးကပ်ရန်သူရှိတယ်ဆိုတာကိုတော့သိထားဖို့လိုတယ်ဒီတစ်ခါတော့တည်းမှာအင်္ဂါသားသမီးတွေအလုတ်ကိုင်းနဲ့ပတ်သက်ရင်မိမိရဲ့အလုတ်နဲ့ပတ်သက်ရင်အလုတ်ထင်မှာပဲတိကျနေပါနော်အိမ်ဒီမှာလုတ်တဲ့သူတွေဆိုလို့ရှိရင်အိမ်မှာပဲတိကျနေပါ အပြင်သွားတာလာတာကိုနည်းနည်းလေးသတိထားရှောင်ရှားဖို့လိုတယ်အပြင်သွားမယ်ဆိုလို့ရှိရင်တော့အန္တရာယ်ဖြစ်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်နောက်တစ်ချက်ကအမှုခင်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကြုံတွေ့ရတတ်တယ်အပြင်အသွားအလာမများဖို့အတွက်ကိုဒီတစ်ခါမှအကြံပေးချင်တယ်အပြင်သွားလာများခဲ့တယ်ဆိုလို့ရှိရင်ကြေတနာပိုင်းဆိုင်ရာလေးတွေရှင်ဆိုင်ရနိုင်တယ်ကြေတနာနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကြုံတွေ့ရနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်တချို့သောကိစ္စရပ်တွေမှာမိမိက ိုလုတ်ကြိုင်တဲ့အရာမှာစေတနာအမှားတော့လကောင်းစေတနာနဲ့ပြောတဲ့အရာတစ်ဖက်တစ်ဖက်ကိုမနဲ့နာစေခြင်းလို့เนาะတထုသောစကားတွေကိုထိန်ချမ်းပြီးပြောတဲ့အရာမျိုးလေးတွေမလုတ်စေခြင်းဘူးဒီလိုလုတ်ခဲ့မယ်ဆိုလို့ရှိရင်တော့မိမိသားတွေအရေးဖြစ်သွားတတ်တယ်เนาะဒါမျိုးကိုမလုတ်မိဖို့အတွက်ကိုအကြံပေးတင်ပါတယ်အထူးသတိထားမှာမိသားစုကို မိတာစုပေါ်မှာလိန်လေတဲ့အလုပ်မျိုးဖဲ့ပြားတဲ့အလုပ်မျိုးမတိမတန်နဲ့ဟိုအမေကြီးကပတ်ဆံတော်၎င်းဒါမှမဟုတ်လို့ရှိရင်ကိုကြီးကပတ်ဆံတော်အဖေကြီးကပတ်ဆံတော်၎င်းမတိမတန်လေးနဲ့ကိုအသာလေးယူထားတတ်တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ဒီတစ်ပတ်မှာမယူပါနဲ့လို့အကြံပေးချင်ပါတယ်ဒီလိုယူမိခြင်းသည်မိမိရဲ့အခွင့်အလမ်းကိုပိတ်လိုက်တာနဲ့အတူတူပဲဖြစ်သွားလိမ့်မယ်နော်အတူတူပဲဖြစ်သွားလိမ့်မယ်ဒါမျိုးလေးတွေကိုသတိထားဖို့လိုတယ်တချို့သောကိစ္စရက်လေးတွေမှာလုပ်ငန်းနဲ့ပတ်သက်တဲ့အရာတွေမှာနော်ဟိုစိုက်ပျိုးရေးမုန်းမြူရေးကိစ္စရက်လေးတွေမလုံမိစေဖို့ သတိပေးကြပါတယ်စိုက်ပျိုးရေးမူမူရေးနဲ့ပတ်သက်လို့ရှိရင်ဆုံးရှုံးတတ်တဲ့အချိန်ဒီပိုင်းဆိုင်ရာရှိတယ်နိုင်ငံရဲ့အခြားရေးသားညေသားနဲ့ပတ်သက်တဲ့ခရီးနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေတွားဖို့လာဖို့စီစဉ်ထားတဲ့သူတွေဒီခရီးနဲ့ပတ်သက်တဲ့ကိစ္စကိုငွေကြေးမရင်းနှီးဖို့အတွက်ကိုအကြံပေးကြပါတယ်ငွေကြေးရင်းနှီးမိမယ်ဒါမှမဟုတ်လို့ရှိရင်ငွေကြေးလက်လွန်မိမယ်ဆိုလို့ရှိရင်ဒီငွေတွေအလိန်ခံရနိုင်တယ် ငွေကြေးနဲ့ပတ်သက်ပြီးတော့အလိန်ခံရတာမျိုးပေးထားတဲ့ငွေကြေးပြန်မရတာမျိုးဒါမှမဟုတ်လို့ရှိရင်မမိရစရာရှိတဲ့ငွေကြေးတွေအပြည့်အဝပြန်မရတာမျိုးဒါမျိုးလေးတွေကြုံတွေ့ရတတ်တယ်ကြုံတွေ့ရတတ်တဲ့အတွက်ကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးလက်မလုံမိဖို့အတွက်ကိုတော့အကြံပေးခြင်းပါတယ် လက်လွန်မိခဲ့တယ်ဆိုလို့ရှိရင်လည်းပြန်ရဖို့အတွက်ကိုထက်ခဲရှိသွားနိုင်ပါတယ်။လောကမှာကကြမှာအကောင့်ကြီးရရှိရဆိုရင်ပဲတချို့တော့တတိထားကြကိစ္စရက်လေးတွေကိုတတိထားနိုင်မှသာလျှင်မိမိအကောင့်တရားကိုပြပြဝဝရမှာဖြစ်ပါတယ်။တတိထားနိုင်ကြကိစ္စရက်လေးတွေကိုတတိမထားနိုင်မဲနဲ့အကောင့်ကြီးပဲရှိပါတယ်ဆိုပြီးတော့လှုပ်ချင်ရဆွတ်လုံမယ်ဆိုလို့ရှိရင်တော့ဖြစ်လာမဲ့ဘေးကိုမိမိကိုယ်တိုင်ရင်ဆိုင်ရမယ့်အခြေအနေပိုင်းဆိုင်ရာတွေရှိပါတယ်။ဒါကြောင့်မို့လို့အတတ်နိုင်ဆုံးဓာလေးတွေကိုတတိထားဖို့လိုတယ်။တတိထားဆင်ခြင်ဖို့လိုတယ်။တချို့တော့အရာလေးတွေမှာအပြင်သွားတာလာတာခྱི་သွားတာလာတာလေးကိုတတိထားဒ ါခါကြောက်လို့ရှိရင်မပြတ်နိုင်တဲ့အလုပ်တွေကိုအစီအစဉ်ဆွဲတာတို့အစီအစဉ်ချတာတို့တွေနဲ့အချိန်ကုန်မခံပါနဲ့အချိန်ပုတ်သွားတတ်တယ်အချိန်ပုတ်ပြီးတော့လိုရာခရီးမရောက်ပဲဖြစ်သွားလိမ့်မယ်ဒါကြောင့်မလို့မဖြစ်နိုင်ဘူးဆိုတော့ခရီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေလေးတွေအစီအစဉ်မဆွဲပါနဲ့အစီအစဉ်ဆွဲမယ်ဆိုလို့ရှိရင်မိမိရဲ့တက်လန်းတွေပိတ်သွားတတ်တယ်ပိတ်သွားနိုင်တဲ့အချိန်ဒီပိုင်းဆိုင်ရာလေးရှိတယ်လက်ရှိဖြစ်နိုင်တဲ့တက်လန်းတွေကိုပဲအတက်နိုင်ဆုံးစူးစမ်းပြီးလောက်ကင်ပါလို့အကြံပေးခြင်းပါတယ်ကျွန်တော်အိမ်အောင်ရင်းနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေကိုဆက်ပြီးဟောကြားပေးခြင်းပါတယ် အိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်ဒီတစ်ပတ်အတော်အတွင်းမှာတဲ့ဟိုအမျိုးသားများအတွက်အဓိကပြောချင်တာကမိမိအမျိုးသမီးရဲ့အထက်အကြီးကဲမိခင်တော်၎င်းဖခင်တော်၎င်းเนาะအထက်အကြီးကဲတရားရောက်ကျမ်းမာရေးညံ့နေဆိုတဲ့သတင်းလေးကြီးကြားရတတ်တယ်ဟိုဇနီးမယားနဲ့ပတ်သက်တဲ့အပူတော့ကမျိုးလေးတွေဒီတစ်ပတ်မှာကြုံတွေ့ရတတ်တယ်ဒါမျိုးလေးတွေကြုံတွေ့ရတတ်တဲ့အခြေအနေပိုင်းဆိုင်ရာတွေရှိတယ်အိမ်တော်ကိုယ်နေတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ဒီတစ်ပတ်မှာအိမ်တော်ကြီးနဲ့ပတ်သက်ပြီးပြန်လည်ပေါင်းစည်းခြင်းတွေကြုံရတတ်တယ်မိမိ ဇနီးမယားပြန်လဲရောက်ရှိလာခြင်းအိမ်တော်ဗမီလင်သားပြန်လဲရောက်ရှိလာခြင်းမိမီလင်သားဇနီးမယားတွေတူးနဲ့တူးဟိုအကြောင်းမျိုးမျိုးနဲ့အခက်မတင်လို့ခွဲခွာနေရတဲ့သူတွေပြန်လဲအဆက်အသွယ်ရလာခြင်းဒါမျိုးလေးတွေကြုံတွေ့ရတတ်တယ်နော်အချစ်ရင်နဲ့ပတ်သက်လို့ရှိရင်လည်းထုတ်နေတူပါပဲချစ်သူမရှိတဲ့သူတွေဒီတစ်ပတ်မှာအဆက်ပွင့်နေလိမ့်မယ်အချစ်ရင်နဲ့ပတ်သက်ပြီးတော့မိမီကိုဖူးစာရင်းနှက်ကမိမီနဲ့တင်းတော်မဲ့သူကိုမိမီအရှိရောက်အောင်ပို့ပေးလိမ့်မယ် နော်ဒီလိုပုတ်ပေးတဲ့အချိန်ခါမှာမိရဲ့ချစ်သူကမမိအပေါ်မှာပြောလိမ့်မယ်ပြောစရာစကားကတော့မိဘတွေသဘောတူပါမလားလူကြီးတွေသဘောတူပါမလားဆိုတဲ့စိုးရိမ်စိတ်ကြီးသူတို့စိတ်ထဲမှာဖြစ်ပေါ်နေလိမ့်မယ်လက်ရှိအဆင်ပြေနေပြီသားချစ်သူရှိပြီသားသူတွေဆိုလို့ရှိရင်ထုံနေတူသွားပဲအမျိုးသားတွေအနေနဲ့မမိရဲ့အမျိုးသမီးကနော်အထက်လူကြီးညီကိုမောင်နှမအမိခင်ဖခင်တွေမမိတို့ကြားထဲမှာသဘောမတူမှာကိုသူတို့ကြောက်နေလိမ့်မယ်စိုးရိမ်နေလိမ့်မယ်ဒါပေမဲ့မစိုးရိမ်ပါနဲ့မိမိတို့အချစ်ကြီးခကြီးလန်းဒီ ဒီတစ်ပတ်မှာတာယာဖြောင်းပြသွားဖို့အချိန်ဒီပိုင်းဆံရရှိပါတယ်ဒီအချိန်ခါမှာအရှိရစကားလေးကိုပြန်ောက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့မှန်ကန်မှုလိုပါတယ်ဒီချဖို့လိုပါတယ်မိမိဘက်ကလိန်လေခြင်းမှုတ်သားပြောခြင်းမပြုတ်လို့ဖို့လိုပါတယ်ရိုးသားဖြောင်းမှတ်ဖို့လိုပါတယ်ဒီလိုရိုးသားဖြောင်းမှတ်မယ်ဆိုလို့ရှိရင်အချိန်ကြီးငွေကြီးလုပ်ငန်းကံကအဆောက်အအုံအဆင်ပြေသွားနိုင်တဲ့အချိန်ခါရက်သက်တစ်ပတ်လို့ဆိုရမှာဖြစ်တယ်နော်ကျမ်းမာရင်းနဲ့ပတ်သက်ပြီးတော့ အနေချင်းထပ်ပြီးတော့ဟောကြားပေးခဲ့ပါတယ်။ကျမ်းမာရင်းနဲ့ပတ်သက်တဲ့ခါကြလို့ရှိရင်လည်းယောက်ျားလေးတွေအတွက်အပူရှက်တဲ့ယောဂမျိုးလေးတွေဖြစ်တတ်တယ်နော်။အပူနဲ့ပတ်သက်တဲ့အရာလေးတွေအပူရှက်တဲ့ယောဂမျိုးလေးတွေဖြစ်တတ်တယ်။ခါကြလို့ရှိရင်အလုတ်ကင်လုတ်ပါများတဲ့အတွက်ပင်မန်းနွမ်းနေပြီးတော့ညောင်းညာထိုက်ခဲတဲ့ဝေဒနာမျိုးလေးတွေခံစားရတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေဒီတစ်ပတ်မှာကြုံတွေ့ရတတ်တယ်နော်။အင်္ဂါသားများအတွက်အညံ့လေးတွေလျှော့ပြီးတော့ခမိအတွက်အကောင်းလေးတွေဖြစ်ပေါ်လာဖို့အတွက် ကောင်းတာလေးတွေဖြစ်ပေါ်လာဖို့အတွက်ကိုကံကြမ္မာအညံ့တွေကြည်ပြဖို့အတွက်ကျွန်တော်ရေရာနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေဟောကြားပေးကြပါတယ်ရေရာနဲ့ပတ်သက်လာလို့ရှိရဲ့တဲ့မိမိအိမ်ဖျားမှာပေါ့လေကောင်မွေးမနှံတောက်မှာတော့လေကောင်စီမီတက်စီနော်တန်ဒီလေးလုံးတန်ဒီလေးလုံးစီမီတက်စီလှူဒန်းပြီးတော့မိမိရဲ့အခက်ခဲတွေမဖြစ်အောင်အန်ဒီရီကာကွယ်နိုင်အောင်လို့စိတ်ထဲမှာလေးနဲ့ရီမှန်းပြီးတော့လှူဒန်းမှာဒါဆိုလို့ရှိရင်အန်ဒီရီအခက်ခဲတွေပြည့်လည်သွားပါလိမ့်မယ်